အားလုံးပဲမင်္ဂလာပါမာရှယ်အကယ်ဒမီ channel ရဲ့နေပရိသတ်အားလုံးကိုကျေးဇူးပါတယ်ခင်ဗျာကျွန်တော်တို့မာရှယ်အကယ်ဒမီ channel ဆိုရင် MMA လောကရဲ့နောက်ဆုံးသတင်းတွေ One Championship UFC စရှိတဲ့သတင်းတွေနဲ့မြန်မာကုသဗျူ fighter တွေထူးခြားတဲ့အကြောင်းတွေကိုနေ့စဉ်ပုံမှန်တင်ဆက်ပေးနေတဲ့ channel လေးတစ်ခုပါဒါကြောင့်မလို့မာရှယ်လောက channel တဲ့ညီကိုရင်းနေနဲ့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့ကျွန်တော်ကမေတ္တာရက်ခံကြပါတယ်ခင်ဗျာဟုတ်ကဲ့ပါခင်ဗျာဒီနေ့ပြောချင်တာကတော့အခုပဲခြားပြလိုက်တဲ့ကျွန်တော်တို့မြန်မာကုသဗျူ fighter တန့်စင်ရဲ့ပွဲအကြောင်းလေးကိုပြောချင်တာပါ တိုင်းစင်ရဲ့ပွဲကလာမယ့်နိုဝင်ဘာလ9ရက်နေ့မှာထိုးရမယ်ဆိုပြီးတော့မှသတင်းလေးတွေထွက်နေတာတော့ကြားပြီးဒီကြောင်းကိုကျွန်တော်ကလည်းပြည်သက်တင်စီချပြခဲ့ပြီးပြီဒီနေ့မှာတော့ one championship က official တင်လာပါတယ် official ချပြလာတဲ့အချိန်မှာတိုင်းစင်က time fighter component နဲ့ထိုးရမယ်အဲ့ဒီဘွဲကနိုဝင်ဘာလ9ရက်နေ့မှာကျင်းပမယ့်1 Friday Fight 132ပြန်ပေါ်မှာပါဝင်လာမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့အားလုံးလေ component ဆိုတဲ့ fighter ကိုသတိထားမိမယ်ထင်ပါတယ် component ဆိုတာက မြန်မာဖိုက်တာတွေနဲ့လုံးဝကိုမှရှင်းနေမှုရှိတယ်မြန်မာပြည်သက်တွေနဲ့လည်းရှင်းနေတဲ့ဖိုက်တာမြန်မာဖိုက်တာနှစ်ယောက်ကိုအနိုင်ယူထားတဲ့ဖိုက်တာဖြစ်ပါတယ်မိုးထောင်နဲ့ဆွန်ရက်တို့ကိုခွန်ပေါ်နိုင်ကအနိုင်ယူထားပူးပါတယ်ဆွန်ရက်ကို split decision နဲ့ကတ်နိုင်ထားပြီးတော့မိုးထောင်ကိုတော့ unanimous decision နဲ့အနိုင်ရထားတာဖြစ်ပါတယ်ခင်ဗျာဒီဖိုက်တာကအခုတန့်စင်နဲ့တွေ့ပါပြီမြန်မာဖိုက်တာမြန်မာဖိုက်တာရဲ့တော်တော်လေးကိုကန်ချိုးဆက်တဲ့ဖိုက်တာလို့ကျွန်တော်တို့ကသတ်မှတ်လို့ရတယ် ခွန်ပေါ်နိုင်ကဝိုင်းချမ်ပီယံရှစ်မှာကိုယ်ပွဲထိုးတာနဲ့9ပွဲနိုင်2ပွဲရှုံးဆိုတဲ့ရလဒ်ကိုပိုင်ဆိုင်ထားတယ်။တကယ်ကိုစွမ်းဆောင်ရအပြင်ကောင်းတယ်လို့ကျွန်တော်တို့ကပထမအဆုံးသတ်မှတ်လို့ရတယ်။ပြီးတော့ဒီပွဲကတန့်စင်အတွက်တကယ်ကိုအရေးကြီးတဲ့ပွဲချမ်းတစ်ပွဲဖြစ်မယ်လို့ကျွန်တော်ကတော့မြင်ပါတယ်။ဘာကြောင့်လဲဆိုတော့တန့်စင်ကတောက်လျှောက်ရှုံးမွေးတွေဆက်နေတယ်။အကဲအကဲရွေးများဒီပွဲမှာသာရလဒ်မကောင်းရင်တန့်စင်အတွက်က ဝမ်းချမ်းမြေရှိရဲ့ခရီးကတော်တော်လေးကိုမှဆုပ်ယုပ်သွားနိုင်တယ်။ဒါကြောင့်မလို့ဒီပွဲမှာတန်းစင်နေနဲ့နားငယ်နေပဲနိုင်နိုင်၊နာကြီးနေပဲနိုင်နိုင်နိုင်မှုအရေးကြီးတယ်လို့ကျွန်တော်ကတော့မြင်ပါတယ်။ဒါကတော့ကျွန်တော်ရဲ့ team ကိုစားချက်ပါ။တန်းစင်ဒီပွဲမှာဘယ်လောက်တိုးတက်လာမလဲဆိုတာကြည့်ရမယ်။ပြီးခဲ့တဲ့ပွဲမှာကင်ဆန်လက်ချုံနိုင်ပြီးသွားတဲ့အချိန်မှာတန်းစင်ကထိုင်းမှာသွားပြီးစူပါလက်ဂျင်မှာလေ့ကျင့်နေတယ်။အခုလိုလေ့ကျင့်တဲ့အခါမှာဘယ်လောက်ထိသူကတိုးတက်လာမလဲဆိုတာကျွန်တော်တို့ကစောင့်ကြည့်ရမယ်။ အဲ့ဒါကြောင့်မလို့ကျွန်တော်တို့ဘယ်လောက်ထိတိုးတက်လာမလဲဆိုတာကြည့်ကြမယ်။တန်းစဉ်တယောက်ဘယ်လိုပုံစံနဲ့နိုင်ပွဲတစ်ပွဲယူပြနိုင်မလဲဆိုတာကျွန်တော်တို့အားလုံးတူတူကြည့်ရမယ့်အခြေအနေတစ်ခုပါ။ဘာပဲဖြစ်ဖြစ်ပါတန်းစဉ်နေနဲ့လည်းအတင်းပြီးတော့ကြိုးစားပါလို့ပဲကျွန်တော်တို့ကဒီနေရာကနေပြောချင်တယ်။တစ်ဖက် ပြိုင်မဲ့ fighter ကလည်းစွမ်းဆောင်ရအပြင်နဲ့မနိုင်တဲ့ fighter ထိုင်း fighter လည်းဖြစ်နေတယ်။ဒါကြောင့်မလို့လုံးဝတော့ short drop ထားလို့မရပါဘူးခင်ဗျာ။ဒါကတော့ဒီနေ့ပဲလက်ရှိမှာ official ချပြလာတဲ့တန်းစဉ်ရဲ့ပွဲကြောင်းလေးပါ။ တန်းစင်တယောက်ဘယ်လောက်ထိလုံပြနိုင်မလဲဆိုတော့လာမယ့်နိုဝင်ဘာလ9ရက်နေ့မှာစောင့်ကြည့်မယ်။တန်းစင်ရဲ့ပွဲကလာမယ့်နိုဝင်ဘာလ9ရက်နေ့မှာကျင်းပမယ့်1 Friday 5 132ပြိုင်ပွဲမှာပါဝင်လာမှာဖြစ်တဲ့ကြောင့်သတင်းကောင်းပါထားကြပါရခင်ဗျာ။တန်းစင်ရဲ့ပွဲကိုမျှော်နေကြတဲ့ပရိသတ်တွေအတွက်တော့သတင်းကောင်းလေးတစ်ခုပါပဲခင်ဗျာ။ကျွန်တော်တို့မြန်မာကိုယ်စားပြီးဖိုင်တန်လေးနဲ့အကောင်းဆုံးနိုင်ပွဲရပြီးအလဲထုံးနဲ့ပြန်ပြီးတော့နိုင်ပွဲတစ်ပွဲပုံဖော်နိုင်မှုကျွန်တော်တို့ကဆုတောင်းပေးပါတယ်။ဟုတ်ကဲ့ပါခင်ဗျာ။ဒီနေ့ပြောချင်တာတော့ဒါပါပဲ။ တန်းစီရင်ပွဲကြောင်းလေးကိုလာရောက်မျှဝေပေးတာ။နောက်ရက်ဒီမှာလေကျွန်တော်မှ share creamy channel နဲ့ကုလို MMA နဲ့ပတ်သက်တဲ့ training တွေ one championship UFC စရှိတဲ့ training တွေမြန်မာကိုယ်စားပြု fighter တွေထူးခြားတဲ့အကြောင်းတွေကိုနေ့စဉ်ပုံမှန်တင်ဆက်ပေးနေမှာဖြစ်ပါတယ်။ဒါကြောင့်မလို့မှ share local channel တက်တဲ့ညကိုရင်းနေနဲ့ကျွန်တော်ရဲ့ channel လို like subscribe လို့ထားဖို့မြင့်တိုင်ခင်ဗျာပရိသတ်လို့ထူးရဲ့ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။